အနာဂတံကအပေညင်ဖြစ်မဖြစ်သေးသောအရာများကိုမိခဲ့သူမြင်နိုင်ပါသည်။ဥပမာအနာဂတံကအပေညင်ဤအာယုန်တစ်ခုဖြစ်သောစိတ်သည်အာယုန်နှင့်ဓွာရတိုက်ဆိုင်မှသို့မဟုတ်အတိတ်ကံဒီဟုသောအကြောင်းတရားများကြောင့်သာဖြစ်ပေါ်လာနိုင်သောတရားများဖြစ်၍တစုံတယောက်ကအဘယ်စိတ်ဖြစ်ပြီးဘယ်စိတ်ဖြစ်ရမည်ဟုကြိုတင်စီစဉ်ထားခြင်းမရှိပါဘဲလျက် စိတ်ဖြစ်ပေါ်ရန်အကြောင်းတရားများတောင်မှမဖြစ်သေးချိန်တွင်အဘယ်သို့ကြိုတင်သိနိုင်ပါသနည်းတဲ့ပရိယပိုင်းဆိုင်ရာမိကွန်းတစ်ပုဒ်ဖြစ်ပါရယ်ခင်ဗျာအနာဂတန်တအဘိညာဉ်ဆိုတာဒိဗ္ဗစက္ခုအဘိညာဉ်ရဲ့ဆင့်ပွားပေါ့ branch တစ်ခုပေါ့ဒိဗ္ဗစက္ခုအဘိညာဉ်ရဲ့ဆင့်ပွားတာအကြောင်းတရားဆိုတာတစ်ခုလည်းမဟုတ်အကြောင်းတရားတွေညောင်များစွာရှိတဲ့ထဲမှာ နောက်ထပ်အကြောင်းတရားလေးတစ်ခုပေါင်းလို့ရှိရင်ဖြစ်တော့မယ့်အနေထားလေးတွေရှိတယ်။အဲတော့လုံးဝအကြောင်းတရားတွေမစုစည်းသေးဘူးဆိုလို့ရှိရင်နောင်ဖြစ်မယ်ဆိုတာကြိုပြောလို့မရဘူးပေါ့။အခုကဖြစ်ဖို့အနေထားအကြောင်းတရားတွေတော်တော်ပြည့်ပြည့်စုံစုံအင်္ဂလိပ်လိုပြောလို့ရှိရင် potentiality possibility တွေရှိနေတယ်။အဲ့ဒီ potentiality possibility တွေ condition တွေ စုနေပြီးသားနောက်ထပ်အကြောင်းတစ်ခုထပ်ပေါင်းလိုက်လို့ရှိရင်ဖြစ်မယ်ဆိုတာကိုသေချာသိသည့်အတွက်ကြောင့်ဘာဖြစ်မယ်ဆိုတာပြောလို့ရတယ်။အခြေအနေတွေကဖန်တီးထားပြီးသားရှိနေတယ်ပေါ့။ဒီအခြေအနေတွေဆိုပါစို့စေရနာတောင်မှပဲ အထတာတကစေရနာဆိုတာဒီအကြောင်းတရားကိုလုံးရင်ဒီအကျိုးတရားဧကန်လာမှာပဲဆိုတော့အဲ့ဒီအကျိုးတရားဟာကျွတင်သတ်မှတ်ထားတယ်လို့ဖြစ်နေတယ်သူက အထတာရိကစေရနာလို့ခေါ်တယ်။ဒီစေရနာဖြစ်နေတဲ့တပြိုင်နဲ့သူကအကျိုးတရားဟာနောက်ကရှိနေပြီးသားပေါ်တော့မပေါ်သေးဘူး။မပေါ်ပြီမဲ့လို့ဖြစ်မှဆိုတာလုံးဝသေချာတာဖြစ်သည့်အတွက်ကြောင့်အနာဂတန်သညာနဲ့တစ္ဆုတ်ပံဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုကြည့်ပြီးတော့ဒီလိုအနာဂတ်ကိုထုတ်ဆိုလို့ရတယ်ပေါ့ဖွင့်ပြီးတော့ဟောလို့ရတယ်။သို့မဟုတ်အနာဂတ်မှာ condition တွေသူ့မှာပြည့်ပြည့်စုံစုံရှိနေပြီးနောက်ထပ် condition လေးတစ်ခုပေါင်းလိုက်တာနဲ့တပြိုင်တည်း ဥပမာမယ်ဒီပုဂ္ဂိုလ်ဟာထူခြားတဲ့အရာချင်းတစ်ခုကိုရသွားမယ်ဆိုပါစို့ဒီပင်ကရာမြတ်စွာဘုရားထံသူမေတ္တာရဲ့သိပ္ပယရိက္ခန်တဲ့အချိန်မှာသူမေတ္တာရဲ့တဏ္ဍာမှာရှိနေတဲ့စိတ်ဆန္ဒတွေ condition တွေပစ္စုပန်အခြေအနေတွေဟာအနာဂတ်ကိုမပြတ်မကွက်သေးဆောင်သွားမယ်ဒီအရာချင်းတွေဟာဘယ်တော့မှမပြတ်စည်းပဲနဲ့ဖြစ်သွားမယ်ဆိုတာဒီပင်ကရာမြတ်စွာဘုရားရဲ့ဉာဏ်ထဲမှာလုံးဝမြင်လာတယ် အဲ့ဒီ condition တွေကိုအခြေပြုပြီးတော့ဒီ condition တွေရဲ့အကျိုးဆက်ဆက်ဖြစ်ပေါ်မှုကိုမြတ်စွာဘုရားရဲ့ညံတော်ထဲမှာအားလုံးမြင်လာလို့ဩလေးသိန်းချင်းနဲ့ကဘာတသိန်းလွန်မြောက်တဲ့အခါဂေါရမအမည်ရှိတဲ့ဖရာပွင့်လိုက်မယ်လို့ဒီလိုပြောလို့ရတာအဲ့ဒီနည်းနဲ့မြင်တာဖြစ်ပါတယ်